Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာမနက်ခင်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March လ18ရက်နေ့ရဲ့မနက်ပိုင်းသတင်းတွေကိုကျွန်တော်တို့တိုင်းမကြည့်ကြအောင်ဖြစ်ပါတယ်ခင်ဗျာ Okay ကျွန်တော်တို့အရင်ဆုံး Loin Tuition သတင်းတွေနဲ့ဆက်လိုက်ပါမယ်နော် နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပြည်ပနိုင်ငံများသို့အလုတ်ကင်ဖြစ်သွားရောက်မှုအားလုံးကိုကန့်သက်စစ်ဆေးလိုက်ကြောင်းစစ်ကောင်စီကတရားဝင်အသိပေးကြေညာလိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ဇန်နဝါရီလ30မတိုင်မီအလုတ်ခေါ်စာအဟောင်းများနဲ့အလုတ်သမားဆေးလုပ်ပြီးမှအလုတ်ခေါ်စာအစ်စ်များထပ်မံစစ်ဆေးခွင့်ပြုပြီးဖြစ်ပြီးအရေးတက်ကနေထားရဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့အချက်မဲ့စစ်ကောင်စီသူခွင့်မပြုဘူးဆိုရင်နိုင်ငံသားတွေကိုသွားဖို့လုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်သွားပါပြီနော်။ အဲ့ဒါတဲ့ဘုတ်ကတော့တရက်6ညောင်စင်ရွာနေရန်တောင်ရွာတွေတဆွဲထားသောစစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံချတိုက်ခိုက်မှုစစ်တပ်ဘက်မှအဲ့တော့ဂျမ်ဘက်စစ်ကောင်စစ်သား73ကောင်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်နော်။နောက်ထပ်တဲ့ဘုတ်ကလည်းမန္တလေးမှာစစ်မှုထမ်းလူတစ်စုရမိသားစုဝင်တွေကိုပါကိုစားမဲနေခိုင်းနေတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်။အဲ့တော့မန္တလေးလိုနေရာမှာတော်တော်လေးကိုအတင့်ရဲပြီးမှပါနော်။သူတို့စစ်မှုထမ်းဥတွေနဲ့ပေါ်တာဆွဲတဲ့အခြေအနေဖြစ်ပါတယ်။ ဟုတ်ကဲ့နောက်တဲ့တင်ပြပုတ်ကတော့ကတာမျိုးတို့ထွက်ပြေးနေသည့်တပ်မ80ခွန်မှစစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်မှုစစ်သား34လေးဦးအရှင်ဖမ်းမိထားပြီဆိုတဲ့သတင်းမျိုးဖြစ်ပါရယ်နော်အဲဒီတော့မနေ့ကတည်တယ်ဒီကတာစစ်ကြောင်းကိုတိုက်ခိုက်လိုက်လို့ပေါ့နော်သူတော်တော်များများကြဆုံးသွားပြီမှာပေါ့နော်29ဦးရှင်ဖမ်းမိခဲ့တယ်ပေါ့နော်အခုဆိုရင်လိုက်လံတိုက်ခိုက်မှုမှာနောက်ထပ်34ဦးအထိဖမ်းမိသွားတဲ့အခြေအနေဖြစ်ပါရယ်နော်တော်လိုက်တဲ့ဖွဲ့တွေစိတ်ဝင်လာနေတဲ့အတွက်ပေါ့နော်သူနေပြည်တော်ထဲမှာဘယ်လိုမျိုး ဒီကာကွယ်ရေးတွေလုပ်နေလို့ဆိုတော့နားထောင်ကြည့်အောင်နော်အစင်းရာရှိွေရုံဆိုင်ရာစေယုံကျုပ်ကိုအဓိကလုံခြုံရေးယူထားရတဲ့အမှတ်6စစ်စင်ရေးကုကဲမှုဌာနချုပ် စကခခ6မှာလက်နက်ကြီးတွေတက်စင်ကခန်စစ်ပြင်ပြီးတက်လန့်ထားရတယ်လို့သိရပါတယ်စကခခ6အတွင်းဟဝိဇာအမြောက်တင့်ကတန်ချက်ကရင်းတွေနဲ့တက်နက်ပြင်ဆင်ထားပြီးပန့်လေကစိုးမိုးဂုံးတွေမှာလည်းတက်အဆင့်ပြင်စုဖွဲ့ထားတယ်လို့ဗိုလ်ကြီးစင်ရောထံကသိရပါတယ် စကခ6ဆိုတာနေပြီးတော့အတွက်တည်တန့်ထားတဲ့တန်ရင်တမလိုတော်ပြောလို့ရတယ်။သူတို့စကစကကြိုးပြီးလုံသက်တာရှိရဲ့ပြောလို့မရဘူးဝင်လာခဲ့တည်ရှိတော့ဆိုတဲ့ကြောင့်စိတ်ပေါ့။တရင်သက်သက်ကြားပြီးဆိုတာနဲ့ခန်းစစ်ကိုချက်ချင်းငင်ပြင်ရတဲ့အနေထားပါ။အခုပြင်နေတဲ့ဆိုတော့တကယ်လို့တိုက်ကောင်းတိုက်လာနိုင်တဲ့အနေထားမျိုးကိုသူတို့မျှော်မှန်းထားပုံရတဲ့အနေထားကိုရောက်နေပြီလို့စီဒီအန်စစ်သားဗိုလ်ကြီးစင်ဟောက ARE Times ကိုပြောပါရတယ်။ တမပတ်လေကဆက်ွယ်ရင်းမြောင်းတွေကိုလည်းမြောင်းတူဆက်တွေနဲ့အခိုင်အမာခံစစ်ပြင်ထားပြီးဘေးပတ်လေမှာရှိတဲ့ခမရ၄နဲ့ခမရ၄လေးကိုလည်းဆက်ွယ်ရင်းမြောင်းတွေနဲ့ကွန်ရက်ဖွဲ့ကတူးဖော်ထားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပေါ်လာပါကတမမူပြွာမှုတွေပုံခုဖို့အတွက်ခမရ၄3အတွင် ကုကဲမှုပန်းကားတိဆောက်ပြီးကရင်ရိတ်ခါနဲ့ဆက်ွယ်ရင်းဆက်တွေကိုပါအရန်သင့်ထည့်ထားတယ်လို့သိရပါတယ်။ ကဲနော်ကြောက်နေကြောက်နေမိနောက်ပိုင်းကစပြီးအခုအချိန်ထိစတတ်ခကြောက်တွင်နိုင်ငံရေးအကျဉ်းသားတချို့ကိုဖမ်းဆီးထိန်းသိမ်းကစစ်ကြောရေးတွေလုဆောင်နေတယ်လို့တက်တရင်အရှင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီကစတတ်ခကြောက်တွင်မှဂျမ်းမာရေဒီယိုလိုင်းနောက်ဆက်စက်ကြီးသုံးလုံးတက်ဆင်ထားပြီးစတတ်ခဝင်းကျင်ကိုလည်းလက်နက်ကြီးတွေနဲ့၆လက်ပစ်ခတ်မှုတွေပြုလုပ်နေရှိတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာပြောင်းလဲတက်ဖွဲ့တွေလုံခြုံရေးစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အပြင် ပဲခူးတိုင်းတွင်စီးရင်တပရားမှုတွေပါရှိလာတဲ့အတွက်နေပြည်တော်ကိုစစ်ကောင်စီကခန်းစစ်အတွက်အထူးပြင်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ကဲနော်နေပြည်တော်ကတော့ခန်းစစ်ပြင်နေရပြီဆိုတော့အားလုံးသိတဲ့အတိုင်းပဲချပ်ပဲစစ်ကောင်စီတော်တော်ကြောက်နေပြီဖြစ်ပါတယ်နော်။အဲ့တော့မကြခင်လေအားလုံးရဲ့ဒီကြွေးကြော်တမ်းဖြစ်တယ်ပေါ့နော်။လမ်းများအားလုံးနေပြည်တော်တို့ဆိုတာမကြခင်ဖြစ်လာတော့မှအခြေအနေဖြစ်ပါတယ်။ ဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းထူးခြားတဲ့သတင်းပေါ့နော်အဲ့ဒါဘာလဲဆိုတော့အတခါတတော် AE နဲ့ဒီ UN ကုလသမဂ္ဂအကြီးအကဲနဲ့တွေ့ဆုံနေဆိုတဲ့သတင်းပေါ့နော်ဒါတကယ်ပဲထူးခြားတဲ့သတင်းဖြစ်ပါတယ်နော်အဲ့ဒီသတင်းကိုပြောထားတယ်ဆရာလူမျိုးကျော်ရဲ့သတင်းတိုးလေးကြောင့်နားထောင်ကြည့်အောင်နော်အတခါတတော် AE နဲ့ဘူဂျုတ်အတခါတတော် AE ဘူဂျုတ်ထုံးမြန်လာအဆရှိရဲ့တောင်းရှိသူနဲ့ကုလသမဂ္ဂအထွေထွေးမှုချုပ်မစ္စတာကူရာနတ်တို့ဆွေးနွေးမှုများပြုလုပ်ရမည်ဟုမိမိအနေနဲ့ယုံကြည်ကြောင်း ုလသမဂ္ဂသူတွေတွင်းမှုချုပ်ကဒီကနေ့ပြောကြားလိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာ၄ရက်တာရောက်ရှိနေတဲ့အန်နီဘန်နီအန်တိုနီယိုဂူဒါရက်မလ15ရက်နေ့စနေနေ့မှာပြောလိုက်တာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကရခိုင်ပြည်ကရင်ဂျာလူလူအခွင့်အရေးတွေကိုအပြည့်အဝလေးစားလိုက်နိုင်ရေးအတွက်အာခတ်တက်တော်နဲ့ထိတွေ့ဆက်ဆံမှုအရေးကြီးတယ်ဟုတ်တယ် အဲ့တော့အင်မတန်ထူးခြားစီထူးခြားတယ်အင်မတန်ကိုဟိုအခင်းချင်းအပြောင်းလဲကြီးอ่ะအင်မတန်လှပနေတာကိုတွေ့ရပါတယ်အော်ကတ်တတ်တော်ဟာကျွန်တော်တို့လက်ရှိကြုံတွေ့နေရတဲ့အာနာပိုင်အရှိတရားဖြစ်ပါတယ်လို့လေကုလသမဂ္ဂအထွေထွေတွင်းမှုချက်ပေါ့ပြောကြလိုက်သူဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအာကတ်တတ်တော် AE နဲ့ဆက်ဆက်ရေးကောင်းမှုနေကြောင်း ပူပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းဒီကိတိရပါဆိုတော့ဟုတ်တယ်ပုံတွေတွေ့ရနော်ငါလူတို့ကြီးငါတို့ရဲ့ကောင်းဆောင်တွေပေါ်ထွက်လာနေပြီဘုကျုပ်ထွန်းမြတ်လာပြီဘုကျုပ်ကွမ်းအစရှိတဲ့တိုင်းသားကောင်းဆောင်တွေဟာတိုင်းပြည်ကိုဥဆောင်နိုင်စွမ်းရှိတဲ့ national leader တွေအဖြစ်ကိုတွေ့ရတက်လန်းလာပြီးပြည်သူတို့နှလုံးသားကိုစုတ်ကန်ထားနိုင်နေပြီဆိုတာကို အရေးချင်းတွေလုပ်ရည်ကံရည်တွေလက်တွေ့ဖြစ်ရတွေက ပြတ်တနေတော့ဟာငါကောင်းလို့ကြီးတွဲတိုင်းမှာစက်ကောင်းပါမနေကြပါလေစက်ကောင်းတစ်ခုလေနောက်ကိုငါတို့တွဲတွေအားလုံးညင်ညင်ညာလိုက်တယ်မှာလိုက်ချင်တယ်မှာဖယိုဘေးရဲ့ဗျံပဓာနဲ့တူတူလူငါတမင်းအခြေအနေတွေကိုအဆုံးတက်ပြီးတအုပ်နဲ့တူလက်ညှိုးတို့အပြစ်တင်အပုတ်ချတာတွေကိုရက်တန်းခါရက်ပြီးလုံနေတဲ့လူတွေကိုပြောတာဖြစ်ပါတယ် ငါတို့တွဲလိုက်မှစကောင်းမပါကြတော့ပဲစကောင်းကြီးတစ်ခုရဲ့ဥဆောင်ရနောက်ကိုလိုက်ပါပြီတော်ဝင်ကြည်ပြွန်စွာထမ်းရွက်စီမံခံခွဲသူကစီမံခံခွဲဥဆောင်သူကဥဆောင်အစင်စင်သောခေါင်းဆောင်မှုပုံစံတွေနဲ့တော်လန်ကြီးကိုရှစ်တလန်းတိုးပြီးအောင်ပွဲကိုရယူကြရမယ်အခြေဖြစ်ပါ ကဲဒါတော့ဆယ်လီမစ်ကျော်ပြောထားတယ်ပေါ့နော် UN အကြီးအကဲနေအာခတ်တော်အေတွေ့ရတဲ့တဲ့ပေါ့နော်ဒါတော့တကယ်ပဲသတင်းကောင်းဖြစ်တယ်ဒါအပြင်ဒီဘင်္ဂလားဒေ့ရှ်ကလည်းအခုဆို AE နဲ့တွေ့ဆုံညှိနှိုင်းမှုတွေလုပ်နေတာတွေ့ရမှာနော်အဲ့တော့ဘင်္ဂလားဒေ့ရှ်ဒီငါးဖမ်းလေတွေခိုးဝင်လာတယ်ဆိုရင် AE နဲ့ပဲတော့တွေ့ပြီးစကားပြောတဲ့အနေထားဖြစ်တဲ့အတွက်ဒီမနေ့ကဆိုရင်ကျော်ကျော်မျိုးမျိုးဘက်ကနေပေါ့နော်မနာလို့ဖြစ်ရတဲ့အဆင့်တိတော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒါအပြင်အခုဆိုရင်ဒီ ညာဒီ OIC နဲ့ပတ်သက်ပြီးတော့သတင်းတစ်ခုတက်လာမယ်เนาะအဲ့ဒါအင်ဒိုနီးရှားမှာပြုတ်လုံမယ်ဒီအစည်းအဝေးနဲ့ပတ်သက်ပြီးတော့အာဒီဘလို့ထူးခြားချက်တွေရှိလာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်เนาะအခုအဲ့ဒီသတင်းကိုပြောထားတယ်ပေါ့เนาะကျော်ကျော်ဆိုးဦးရဲ့လောင်နေတဲ့ဗီဒီယိုလေးကြံထားတော့ကြည့်အောင်เนาะ2018ခုနှစ်မှာပဲထပ်ပြီးတော့ဒါ OIC အဖွဲ့အဖွဲ့အဖွဲ့ဝင်နိုင်ငံတွေကဘင်္ဂလားဒေ့ရ်နိုင်ငံဓာကာမြို့မှာနှစ်ရက်ကြာကျင်းပတယ်အဲ့ဒီအစည်းအဝေးကနေပြီးတော့ဒီရခိုင်ပြည်နယ်မှာမြောက်ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေကို ဒါ OIC နိုင်ငံကကူညီပေးမယ်ပြီးတော့ဒီမြန်မာနိုင်ငံကိုဒီနိုင်ငံတကာကနေဖိအားပေးဖို့ဆိုပြီးသူတို့ဆုံးဖြတ်ချက်တွေချခဲ့ပါတယ်ချခဲ့ပါတယ် OIC ကတော့ OIC ရဲ့ရည်တည်ချက်ကတော့မြန်မာအရင်နဲ့ပတ်သက်ရင်သူတို့ကသူတို့ရဲ့ဒီသူတို့ရဲ့ရှုထောင့်ကတော့ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ဘင်္ဂလီတွေနဲ့ပတ်သက်ရင်သူတို့ကမြန်မာနိုင်ငံကိုဖိအားပေးဖို့ပါဒီလိုမျိုးတွေဆောင်ရပါတယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်တို့ဒီမှတ်တမ်းတွေအရာဆိုရင်ဒီမှတ်တမ်းတွေအရာဆိုရင်သူတို့ဒါ NLD လက်ထက်မှာဆိုရင်သူတို့ဒါ အာဆီယံနိုင်ငံထဲမှာရှိတဲ့ OIC အဖွဲ့ဝင်နိုင်ငံတွေမှာသူတို့မကြာခဏအစည်းအဝေးတွေလုပ်တယ်အစည်းအဝေးလုပ်ပြီးမြန်မာနိုင်ငံကိုဖိအားပေးတယ်ဒါကတောက်လျှောက်လုပ်လာတယ်လက်ရှိတော့ကျွန်တော်တို့ဒါအစည်းအဝေးကိုတော့ဒါထပ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျင်းပမှာဖြစ်ပါတယ်သူတို့ဒီကျင်းပမဲ့အစည်းအဝေးရဲ့ရက်ကတော့ဒါမေလ12ရက်နေ့ကနေပြီးတော့မေလ19ရက်နေ့မှာ19ရက်နေ့ဒီကျင်းပမယ်ကျင်းပမဲ့နေရာကအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျင်းပမှာဖြစ်တယ်လို့ဖော်ပြထားတွေ့ရပါတယ်ဖော်ပြထားတွေ့ရတယ်အဲ့တော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဒါ အင်ဒိုနီးရှားနိုင်ငံရဲ့လွှတ်တော်အမတ်ကလည်းဒါမတ်လ19ရက်နေ့မှာမီဒီယာတွေကိုတရားဝင်ဒါပြောကြလိုက်တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒါအင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ်အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာကျင်းပမယ်ဒါ OIC တနည်းအားဖြင့်ဗျ OIC အစည်းအဝေးပေါ့ဗျာ OIC အဖွဲ့ဝင်နိုင်ငံရဲ့အစည်းအဝေးပေါ့အဲ့ဒီအစည်းအဝေးမှာတော့ကျွန်တော်မြန်မာအရေးနဲ့ပတ်သက်ရင်ဘာတွေဆက်ပြီးပါလာမလဲဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြံမှာဖြစ်ပါတယ်လက်ရှိဒီမြန်မာအရေးနဲ့ပတ်သက်ရင်အိန္ဒိယနိုင်ငံကလည်းကျွန်တော်တို့ဒီဆွတ်ဖက်မှုတွေလုပ်လာတယ်လက်ရှိကျွန်တော်တို့ဒီတရုတ်နိုင်ငံကလည်းတို့ဒါဆွတ်ဖက်မှုတွေရှိခဲ့တယ် ဒီတစ်ဖက်မှာလည်းကျွန်တော်ဘင်္ဂလားဒေ့နိုင်ငံကလည်းဘင်္ဂလားဒေ့နိုင်ငံကလည်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာစစ်သွေးကြွအေးနဲ့သူတို့ပူးပေါင်းမှုတွေလှုပ်လာတယ်။ထို့ဒီပါပဲလက်ရှိကျွန်တော်ထပ်ပြီးလှုပ်လာတာကတခါထပ်ပြီးတော့ကျွန်တော် OIC နိုင်ငံတွေကလည်းဒါအာရှနိုင်ငံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့မှာသူတို့အစည်းအဝေးကြီးကျင်းပမယ်။အစည်းအဝေးကိုကျွန်တော်မေလ12ရက်ကနေပြီးတော့ဆန်ကိုင်းနေ့တိကျင်းပမယ်။အဲ့ဒီအစည်းအဝေးရဲ့တက်ရောက်မှုကဘာတွေဆက်ဘာတွေဖြစ်လာမလဲ။ပြီးတော့ဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ ရှုပ်မြင်မှုတွေသူတို့ရဲ့သဘောထားတွေဘာတွေဆက်ရှိလာမလဲဆိုတာကကျွန်တော်တို့ဆက်ပြီးကြည့်ရမှာဖြစ်ပါတယ်ဒါကတော့မြန်မာအရေးနဲ့ပတ်သက်တဲ့တနည်းအားဖြင့်အာဆီယံနိုင်ငံတွေနဲ့ပတ်သက်တဲ့အာဆီယံနိုင်ငံတွေကနေပြီးတော့မြန်မာနိုင်ငံမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ဘလိုမျိုးတွေချိန်ကမ်းမှုရှိလဲဆိုတဲ့အခြေအနေကိုဒါတင်ပြပေးတာဖြစ်ပါတယ်အခုချိန်မှာဆိုရင်နော်ကုလသမဂ္ဂလိုနိုင်ငံဟိုကြီးကြီးတောင်မှာပေါ့နော်အားကတော်တော်အေးနဲ့ဒီလက်နက်ကင်တပ်ဖွဲ့နေစကားပြောနေတယ်ဆိုရင်တော့သိကြပါပြီနော်ဒီဒီ သတိဒီအစည်းအဝေးပွဲတွေနဲ့ထူးခြားချက်တွေတော့ဖြစ်လာမှာဖြစ်ပါเนาะဒါအပြင်မင်းအောင်လိုင်းဆိုတာကအားလုံးသိတဲ့အတိုင်းပဲဒီပင်ကလေးရေးခင်းနဲ့ပတ်သက်ပြီးတော့ဂျီနိုဆိုက်နဲ့ပတ်သက်ပြီးတော့အခုဆိုရင် ICC ကဖိုင်ဝရထုတ်ထားတဲ့အစစ်ဆိုတာပေါ့เนาะသူတို့အဖို့မှာတော်တော်လေးကိုထိရောက်မဲ့အခြေအနေတွေဖြစ်နေပါတယ်เนาะအဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့အခုဆိုရင်အချက်မဲ့စစ်ကောင်စီကလူငယ်လူရွယ်တွေကိုပေါ်တာဆွဲပြီးမှတင်နန်းပေးတဲ့တင်နန်းအပတ်စဉ်စတိစတော့မှာဖြစ်ပါတယ်เนาะ30ပြီးသွားလို့စတိကိုစတော့မှာအဲ့တော့အဲ့စတိအတွက်ပေါ့เนาะသူတို့လူတွေဘယ်လိုစုဆောင်းနေလဲဆိုတဲ့သတင်းလေးကျွန်တော်နားထောင်ကြည့်အောင်เนาะအဲ့တွင်စစ်ကောင်စီက အာဓမဖန်စီရတဲ့လူငယ်တွေကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်မှာထားရှိပြီးတနပ်ပတ်စဉ်၁၁ရက်ဖြစ် မလ၁၄ရက်နေ့ကစတင်ဆေလုခဲ့တယ်လို့သိရပါဗျ။စစ်တင်နန်းသူဆေလုခံရသူတွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလကအေယာဝီတိုင်းအတွင်းရှိရက်ွက်နဲ့ကြေးရွာတွေမှာစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှူးတွေကညာဘက်မှာဝင်ရောက်ဖမ်းဆီးခဲ့တဲ့သူတွေဖြစ်ပါတယ်။ညာဘက်ကြီးစရင်ပါတယ်ဆိုပြီးခေါ်သွားတာသူ့မှာအသေးရောဂါရှိတယ်ဆိုတာတောင်စစ်စစ်ပြီးပြန်လုပေးမယ်ပြောတယ်။ခုတော့ပြန်မလာတဲ့အပြင် တင်းနှန်းသွားရတော့မယ်အကြောင်းကြားတာတယ်လို့ပသိမ်မြို့နယ်မှာစစ်မှုထမ်းရန်စူတောင်းချင်းခံရသူရဲ့ဗီဇာစုဝင်တအူးကအေရဝီတန်းကိုပြောပါတယ်အဆိုပါစစ်တပ်နဲ့တက်ရန်စစ်လုခံရသူနေအာကျော်ကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်ကြီးအားစားခမ်းမမှာအေရဝီတန်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနဲ့တိုင်းမှုဘုံမှုချုပ်စိုးချော်တတ်တို့လာရောက်တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီရဲ့ဝါဒပြမီဒီယာတွေကတတင်းထုတ်ပြန်ပါတယ်ဥကတင်းနှန်းကတလားလောက်ဝဲပေးတော့တယ်ရှေ့တန်းမှာစစ်သားအင်အားတွေတအားလုံးနေပြီလေလို့ စစ်ကောင်စီနဲ့၄၀တူတူကဆိုပါတယ်။အရာဝတီတိုင်းမှာတည်သူစစ်မှုထမ်းအပတ်စဉ်30ကိုပေဝါယီ12ရက်နေ့မှာစတင်တင်နန်းပေးနေတာဖြစ်ပြီးတင်နန်းကာလတလားမပြည့်ခင်မှာပဲယခုအပတ်စဉ်17ကိုစတင်ဖို့စီစဉ်နေတာဖြစ်တယ်လို့သိရပါဗျ။ကဲ။အရာဝတီတိုင်းမှာတည်သူစစ်မှုထမ်းတင်နန်းစဉ်တသားသိအများစုကဗီဇာစုနဲ့ဆက်သွယ်ခွင့်မရတဲ့အပြင်ရှင်းတန်းစစ်မြေပြင်လို့အတင်းအကျပ်ပို့ဆောင်ခံရတာကြောင့်တိုက်ပွဲအတွင်းတည်ဆုံးသူနဲ့ပျောက်ဆုံးသူများပြားလျက်ရှိနေပြီး တမ်းများမှာနေ့စဉ်တွေ့ပြဲမှုတွေရှိနေတယ်လို့သိရပါတယ်။ကြားရတိုင်းပါနော်။ဒီ Champions League ကောင်စီကခုဆိုရင်ပတ်စဉ်၁၁အတွက်တော်တော်လေးကိုလူစုနေတဲ့အခြေအနေဖြစ်ပါတယ်နော်။အဲ့တော့ဒီဒီစစ်မှုထောက်ဥပဒေပတ်သက်ပြီးပြောမယ်ဆိုရင်တော့တော်တော်လေးကိုပေါ့နော်သတိထားစီချင်ပြရဖြစ်ပါတယ်။အခုရှေ့တန်းမှာကြားရဆိုရင်တော့ပုံတွေတွားကြည့်လိုက် Telegram မှာတွားကြည့်လိုက်တယ်ဆိုရင်လေဒီပါစတွေပေါ့နော်အစ်စစ်မှုနဲ့တစ်တွေတအားများတယ်ပေါ့နော်။ဒါပေမဲ့ ဒီလိုမျိုးဟာတကယ်တော့မဖြစ်သင့်တော့ပါဘူးเนาะအချက်အချက်စစ်ကောင်စီကဒါကျွန်တော်ဒီအိတ်ချက်ချင်းကိုအုံးမဲ့တုတ်ချခိုင်းတဲ့အနေအထားဆိုတော့အားလုံးလက်သိပြီးသားဖြစ်ပါတယ်เนาะအဲစစ်မှုထမ်းနဲ့မလိုက်ဖို့ကတစ်ခုချိန်မှာရွေးစရာနှက်လမ်းပဲရှိတယ်เนาะဒီကောက်ကွေးတစ်ဖွဲ့အထဲကိုသွားမလားအချက်စစ်ကောင်စီပေါ်တာဆွဲလိုက်မလားဒီတစ်ခုပဲရှိတယ်เนาะပြေးလို့မရတော့ဘူးเนาะအဲ့တော့အမြန်ဆုံးမှန်ကန်တဲ့ဘက်ကိုဆုံးဖြတ်ချက်ချဖို့လိုပါတယ်အခုဆိုရင်ရှေ့တန်းမှာတိန်တဲ့သူတွေများသွားပြန်ဒီပတ်စတွေတားများပါတယ်เนาะအဲ့တော့တော်လိုင်းတစ်ဖွဲ့တွေအနေနဲ့ကြည့်မယ်ဆိုရင်လေသူတို့ကိုလာတိုက်တဲ့အတွက်ဒီစစ်ကောင်စီနဲ့ပူးပေါင်းထားပြီး လို့သတ်မှတ်ထားလို့ရတယ်သူတွေဖြစ်တယ်တော်မနော်မတိုက်လို့မရပါဘူးမတိုက်ဘူးဆိုရင်သူတို့မပြည့်ရင်ဒီစစ်ကောင်စီဘက်ကလူတွေပြစ်မှာဖြစ်တယ်တော်မနော်သူတို့ကလည်းမပြည့်လို့မရတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့အမြန်ဆုံးပဲခုချိန်မှာကြံတဲ့လူတွေကရွေးချယ်ရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်နော်ကြားနေပြီရှိတော့အဲ့တော့ကာကွယ်ရေးတပ်ဖက်ကိုအမြန်ဆုံးပူးပေါင်းမလားစစ်မှုရာဥပဒေနဲ့လိုက်မလားဒီတစ်ခုပဲရှိတော့တယ်အတွက်အမြန်ဆုံးအမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပါတယ်နော် ဲကျွန်တော်နောက်ထပ်နောက်ထပ်မှတင်ရတော့ UNG ဝင်ကြီးဒေါ်စင်မအောင်ကပါနော်စစ်အာဏာရှင်သားမကောက်ဘလို့အာဏာရှင်ပဲဖြစ်ဖြစ်တွန်းလှန်သွားမယ်ဆိုပြီးပြောလိုက်တဲ့တင်နောက်ထပ်ကြည့်အောင်နော်ကျင်တဲ့ဟာမှာကတချို့ကြတော့လေကျွန်မပြောချင်တာကအတိတ်ပဲอ่ะပါလဲဆိုတော့ကျွန်မတို့ကတေချာတာကတော့ဒီ၄နှစ်အတွင်းမှာ ပေးဆက်ရတာတွေများသလောက်ပေါ့နော်ဟိုတော်လှန်ရေးအောင်မြင်မှုတွေကိုလည်းပဲမြင်နေရပါတယ်မြင်နေရတယ်ဆိုတော့တန်မိုးကြီးတဲ့အရာမှန်သမျှကအဲ ကျွန်တော်တို့လိုချင်တာကလွတ်လပ်မှုတရားမျှတမှုကိုလိုချင်တာဟုတ်ဒါကအင်မတန်တန်ဖိုးကြီးပါတယ်ဆိုတော့ကျွန်တော်တို့ပေးဆက်ရမှုတွေကြီးနိုင်မယ်ဆိုတော့ကျွန်မအဝဲဖြစ်စေခြင်းနဲ့အတွက်ကြောင့်မို့လို့ဒီစကားကိုပြောတာဖြစ်တယ်ဒါကြောင့်ဘာမျှော်လင့်စရာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့မှာမျှော်လင့်စရာတွေအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ပွဲကဒီတော်လှန်ရေးကဟိုပြောရရင်တော့ပေါ့နော်လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာဒီစစ်တပ်ဆိုတဲ့ institution အတွက် weak အဖြစ်ဆုံးပဲ ဟိုအရင်တုန်းကဆိုတိုင်းသားလူနည်းစုတွေနဲ့ပဲတိုက်ခတ်နေရနေပြီးတော့တကယ်ဗမာအများစုပေါ့တိုင်းပြည်လုံးကနေပြီးတော့ဒီအချိန်မှာတပြိုင်တည်းထဲအဲစုစုစည်းစည်းနဲ့ပေါ့နော်ဟောဒီစစ်ကောင်စီကိုဒါကျွန်တော်တို့ပုံရံသူဖြစ်တယ်ဒီတိုင်းပြည်တပြည်လုံးရဲ့ပေါ့နော်ဖက်ဒရယ်ရေးအတွက်လည်းရံသူဖြစ်တယ်ဒီမိုကရေစီရေးအတွက်လည်းရံသူဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာကပုံရံသူဖြစ်နေတယ်ဆိုတာအမတန်အဲတေချာပြီးတော့ပေါ့နော်စုစုစည်းစည်း အဲဟိုတော်လှန်နေကြတဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့်မဟုတ်လို့လက်ထဲမှာပတ်စံတပြားမှမရှိဘဲနဲ့စခဲ့ကြတယ်ဆိုတော့ကို့ငကက်လေးတောင်ချုပ်ပြီးတော့လူရတန်းခဲ့တယ်ဆိုတော့ဒါလွတ်လပ်ရေးတိုက်ပွဲနောက်ပိုင်းမှာဒါပထမဆုံးလို့တော့မှပြောလို့ရတယ်လူတို့ရဲ့ထက်ဝင်ပါဝင်မှုကပေါ့နော်ဆိုတော့ဒီဟာတွေကကျမတို့တိုင်းပြည်တစ်ပြည်ကိုတိဆောက်တဲ့အခါမှာအမှန်တမ်းအရေးကြီးတယ်လို့ကျမတို့မြင်တယ်အခုကတော့တိဆောက်ရေးကာလမရောက်သေးပဲနဲ့ခုနတော်လှန်ရေးကာလမှာကိုကျမတို့လူတို့ရဲ့ထက်ဝင်မှုကတော့အမှန်တမ်းကို ဟိုဟိုဘယ်လိုပြောမလဲအရင်နှစ်ကတအားကြီးလာတယ်ကြီးလဲကြီးနေပြီပေါ့နော်ဆိုတော့အရင်နှစ်ကြီးတဲ့လောက်ကျွန်တော်တို့ရမယ့်အကျိုးအမြတ်ကကြီးဖို့လိုလိုတယ်ဒီအကျိုးအမြတ်ကဘာလဲဆိုတော့ဗမာပြည်မှာဘယ်တော့ခါမှဟာလာစစ်အာဏာရှင်စနစ်အပေါ်မှာဘယ်အာဏာရှင်ကို မှနေရာမရစေရဘူးမပေးဘူးဆိုတဲ့ဟာမျိုးကိုနောင်ဘသူတက်လာတက်လာပေါ့နော်ဒီဒီလိုမျိုးငါတို့ပြည်သူလူထုငါတို့တိုင်းပြည်ကို treat လုပ်ဒီလိုမျိုးကြုံရမယ်ဆိုတဲ့ဟာမျိုးကိုတော့သတင်းစကားအကြီးကျယ် ပေးနိုင်ခဲ့ပြီဆိုတာတော့တေချာတယ်လို့ကျွန်မမြင်နေပေါ့နော်ဆိုတော့ဒါကကျမတို့ရဲ့အောင်မြင်မှုလို့ပြောလို့ရတယ်သူတို့ပါဇက်ကထုတ်ပြောသည်ဖြစ်စီထုတ်မပြောသည်ဖြစ်စီအဲဒီနောက်တစ်ခါဒီလိုလုပ်ရင်ဒီလိုဖြစ်မယ်ဆိုတော့သင်ခန်းစာတော့ကောင်းကောင်းရနေပြီလို့ဟုတ်ကဲ့ကျွန်တော်နောက်ထပ်နားထောင်မယ့်တင်ကတော့ဘိုးမိုက်ခဲပြောထားတဲ့သူ့ရဲ့တိုက်ပွဲအတွေ့အကြုံလေးပေါ့နော်ကျွန်တော်နားထောင်ကြည့်လာနော်ကဲပါဘာလို့ညီတို့ဒီ စစ်စစ်တပ်နှုတ်တဲ့ချိန်မှာဆိုညီတို့ဒီဒီကျုံမျိုးပေါ့နော်ပထမအဆုံးတက်တဲ့ချိန်မှာဆိုဒီပခုံးစည်းညီတို့ကပခုံးစည်းအနီပေါ့နော်အဲ့မှာဘယ်ပီဂျီကမှာပခုံးစည်းအနီဆိုတာတိတ်မရှိသေးဘူးပေါ့နော်ဒီပခုံးစည်းညီကဘာလို့ဆိုရင်တော့အချက်ချင်းညီဖြစ်တဲ့အတွက်ကြောင့်မို့လို့3000ပတ်တီပေါ့နော်အရေးချောင်းဆိုလို့ရှိရင်ဒီလယ်စည်းကိုဖြုတ်ပြီးတော့တွေးပေါ့နော်တွေးပေါ့နော်တွေးတက်ရအောင်ပေါ့နော်တွေးချိန်စည်းအနေနဲ့သုံးမယ်ဆိုပြီးအဲ့ဒီရွယ်ချက်နဲ့ပေါ့နော်ပခုံးစည်းတွေလောက်ထားတာတင်ဂီတာတစ်ခုအနေနဲ့အဲ့မှာစကားစားနဲ့ပေါ့နော်ထိတ်တိုက်ပေါ့နော်ညီတို့ဒီဝလုံးတစ်ပြန်ခွဲလောက်ပါလမ်းအချင်းချင်းတွေဆယ်မြောင်းလမ်းလေးပေါ့နော်ဒီ ောက်လောက်ရှိမလဲဆိုတော့ဒီအတောင်3000လောက်ပဲပေါ့နော်လမ်းအကျယ်အားလောက်ပဲရှိတယ်သူတို့ကလည်းအပြုံလာကြီးတက်လာညီတို့က15ဆက်နှစ်ယောက်တည်းပေါ့နော်အဲသူတို့ဘက်ကတနက်တန်နေပြတော့ကြညီတို့အိုင်နာမှာရှိရပေါ့နော်ဟာရှောင်းမဲရှောင်းမဲတဲ့ခွေးလာခွေးလာဘယ်နှယောက်လုံးသူတို့15ယောက်ဟာ15ယောက်ကတော့ဆနေ15ယောက်ဆနေယောက်ကတော့ချရမယ်ပေါ့ကျွန်တော်တို့မှာမောင်းပြန်နှစ်လက်ပါပြီးရင်ကျွန်တော်တို့အဲပခုံးနှန်းနေပါတယ်ပေါ့ပခုံးနှန်း3ချက်လောက်ကျရင်အဲ15ယောက်လောက်ကတော့သေးတယ်ဆိုပြီးတက်သွားတာပေါ့နော်အဲ့မှာဒီလိုထိတ်တိုက်တိုးကြတာတိုးတဲ့အချိန်မှာ မြူးကမမြင်ဘူးဗောနော်ထုံးတဲ့တိုင်းပဲလေးဘောလာတာဗောနော်ရှေးပွားရတဲ့လူတွေကမြင်တယ်မြူးရှေးပွားရှေးပွားရတဲ့လူတွေကမြင်တယ်ဗောဒါပေမဲ့ရှေးပွားရတဲ့လူတွေကလည်းအံ့သွားတာဗောနော်ဒီလိုမျိုးအကွေ့အကွေ့ဗောနော်ဒီလိုအကွေ့မှာဒီလိုဒဲဒဲကြီးသွားစုံလိုက်တာဆိုတော့ကြတော့အဲညီမတီးဘူးဗောနော်ရဲဘော်တွေဘာလို့ရက်နေရလဲဆိုပြီးညီရှေ့ကိုသွားတယ်ဗောအဲ့တော့ဘာဖြစ်တာလဲသူဟိုမှာရှေ့မှာရှေ့မှာဆိုတော့အဲသူတို့ကလည်းတနက်တွေကင်ထားရဗောနော်ခွေးရလေအဲမမရရအိုက်ကောင်ဆိုလို့ရှိရင်စတေးအင်းကြီးဖြူပြီးနေဗောနော်အဲလိုက်လိုက်ပြရတဲ့လူက အဲဘေးမှာတူဘေးမှာရှိတဲ့ဘိုလားတော့မတီးဘောနော် MA3 နဲ့ပေါ့အဲအရောင်းနေမင်းတို့ဘယ်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 တက်ကအလုံးပြန်ဖြေတော့တယ်မဖြေရင်ပြစ်မှာအဲမှာညီညီတို့ဘက်ကလမ်းပြအောင်မေးရအောင်အဲ့ဒါဘာဘာတွေတုံးဆိုတော့ကြာအဲ့ဒါခွေးတွေဟာခွေးတွေဆိုခင်ဗျားတော့ဘာလုပ်နေရတော့ဘောနော်နေရာယူလေးတို့ အဲ့ကြမှာကုကောင်နေပြ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 နေအဲ့တင်မထူးပါအောင်လေးဆိုပြီးညီရတဲ့ရှေ့မှာယိုးကြီးရပေါ့နော်ဒီရေရေမြောင်းယိုးလိုပုံစံမျိုးပေါ့အဲ့ထဲကိုခုံဆင်းပြီးတော့ပြစ်တာပေါ့နော်အဲချင်းချင်းလေးပဲပြီးရင်နီးလေးမှာဆိုတော့အကုန်လုံးတိုက်ဆွဲကြပြစ်ကြခတ်ကြပေါ့နော်အဲ့မှာနော်တိုက်ပွဲဖြစ်တာမှတမိနဲ့2မိနစ်လောက်ရှိတယ်ညီတို့ဘက်ကရဲဘော်နှစ်ယောက်ကထိသွားတယ်ရှောင်းလို့မှမရတာခုံချတယ်မြေပဲရှိတော့ဟုတ်ပါအဲ့လိုမျိုးတွေဆိုပြစ်ကြခတ်ကြပေါ့နော်ညီတို့ဘက်ကလည်းပခုံးတန်းနေပြစ်ကြပေါ့ ်အဓိကစိတ်ဓာတ်ကစကားပြောသွားတယ်ဗောနော်တကယ်တမ်းတော့ပြီးရမှာညီတို့ပြီးရမှာဗောနော်အင်းအင်းညီတို့မှာ၁၂ယောက်ပဲရှိဒါပေမဲ့ခွေးဘက်ကပြန်ပြီးသွားတယ်ဗောနော်ညီတို့ဘက်ကလည်းရဲဘော်၂ယောက်ထိသွားတယ်ဆိုတော့ဗောမကြေပွဲဆိုပြီးတော့အိုင်နာမှာဗောနော်တည့်ခန့်နေရဗောရဲဘော်၂ယောက်ထိတယ်၂ယောက်၂ယောက်လိုက်ပြီးညီတို့မှာ၆ယောက်ပဲရဲဘော်၆ယောက်ပဲကျန်တယ်ဗောမြို့ပေါ်မှာဖြစ်နေကြတာအဲ၆ယောက်နေဗောနော်အဲမင်းတို့15ယောက်ကလည်းမကုန်သေးဘူးလားဗောရှေ့မှာလည်းအများကြီးပဲဗောနော်တည်နေခွေးတွေကလက်နက်ကလည်းတက်ကောက်အောင်ညီတို့မှာ မထောက်ပြီးနိုင်တော့တဲ့လက်နက်အင်အားမရှိဘူးမရှိဘူးမောင်းပြန်နှစ်လက်နှစ်လက်ကိုရက်ွက်ရက်ွက်မှာလမ်းစုစုပေါင်း6လမ်းလောက်ရှိတယ်အဲ့ဒါကိုလူ6ယောက်နော်လူ6ယောက်နဲ့ဘေးကလမ်းပြတနက်မပါတဲ့လူနဲ့တနက်မရှိတဲ့ဘက်ဆိုရင်လူကကြည့်တာလေခွေးလာဆိုတနက်ရှိတဲ့လူကပြေးပြေးပြီးတိုက်ရတယ်ဘလူအခိုက်တန်နေစကားသားအနေနဲ့ကလည်းမျိုးပေါ်တိုက်ပွဲတစ်ခါမှမတိုက်ဘူးဖြစ်တဲ့အတွက်သူ့အနေနဲ့လည်းဘောနော်ဒီချိန်သွားတိုင်တော့ညီတို့မချောင်လာဘူးဘောနော်သူ့အနေနဲ့လည်းဘောနော်ဒီလိုအပြုံလိုက်ကြီးပဲတက်တက်လာတာဘောနော်ကြောက်မလားဆိုပြီးတော့ ညီတို့ကတော့တိုက်ပွဲနှစ်နာရီကျော်ကျော်လောက်ဖြစ်လိုက်တယ်ဗောနော်အဲပြီးတော့မှဗောနော်ညီတို့အဲပြန်ဆုတ်လာတော့မှတိရတယ်ဗောဆက်ကစခွေးရများလာ ਈ လားဗောဘလောက်တောင်ရှိရလုံးဆိုတော့ရေတက်နေဗောနော်ကြီးတက်နေသွားပြီးတော့လူချင်းချင်းတဲ့ချိန်အဲ့ဒါကြီးနေသွားဆုံလိုက်တော့အင်းရကခွေးပကရင်က200ကျော်ဖြစ်နေတာဗောနော်အဲ့လိုမျိုးတွေဗောမတိလိုက်ဗောနော်တကယ်တမ်း200ဆိုရင်ညီလက်တိုက်မှာမဟုတ်ဘူးလေနော်ကို့မှာရှိရ15ရောင်းနေဆိုတော့ညို့ဗောတကယ်မတိတော့じゃတော့ နော်ပြန်ဆုတ်လာတယ်နော်မသိတော့ကြတိုက်တယ်ဗောတိုက်ရင်လည်းခုလူနှစ်ယောက်ထိတော့ကြတော့နော်မကျင်တဲ့ချက်တွေနဲ့ပြန်ချရင်ချရင်နဲ့နှစ်နာရီကျော်ကြာသွားတာဗောလေမျိုးအဲ့လိုမျိုးတိုက်တယ်တော့ရှိအေးအား200ကိုလူ6ထဲနဲ့ခံကြပြီဟာလားမောင်းပြန်နှစ်လက်ထဲနဲ့ဟာလားနှစ်နာရီလောက်ဝင်းကြီးထုတ်ခဲ့တာဗောဟုတ်လားကဲဒါတော့ပုံမိုက်ခဲရပါတော့ဒီသူ့ရဲ့တိုက်ပွဲတွေ့ကြုံတွေပြောထားပြပါမယ်เนาะအဲ့တော့ဒီ speedo show ကြည့်ရှင်လဲဆိုရင်ဒီ boy ထက်မြတ်တို့ရဲ့ channel မှာတောင်းပြီးမှကြည့်လို့ရပါမယ်เนาะ အခုဆိုရင်နောက်ထပ်ကြည့်ရမယ့်သတင်းလေးကတော့ဒီလူတိုင်းကို blame နေတယ်ဗောနော်ကြော်မင်းမင်းအခုဆိုရင်ဒီရုပ်ရှင်လောကသားတွေကို blame တာတအားကြနေဗောနော်အခုလည်းနောက်ထပ်ဗောနော်ဒီ driver မောင်တီတို့အပောင်ဝင်တခြားသူတွေဘယ်လိုတွေ blame ထားလဲနားလောက်ကြည့်အောင်နော် driver မောင် driver မောင်တီက driver မောင်တီဥဆောင်လာလို့ပြောတယ်အဲ့တော့ driver မောင်တီကိုလည်းဟိုမေးဟိုမေးခွန်းထုတ်ချင်တာဗောဗျာခင်ဗျားတို့တွေကလည်းဟိုတလောက်တောင်တလောက်တောင်ပါပဲခင်ဗျားတို့ရဲ့ဟိုအစင်တန်ရုပ်ရှင်အစင်တန်နှိမ့်ကြသွားပြီလား dialogue တွေအဲ့တော့ညံ့သွားပြီလားမေးရအောင်ပြန်အဲ့တော့ဒီအတိုင်းပဲယောက်ျားတယောက်ဖြစ်ချင်းဟိုယောက်ျားချလို့ကောင်းကောင်းလေးတောက်သွား ယောက်ျားဖြစ်ချင်းအရက်တောက်ရမယ်ခိုးရမယ်နှိုက်ရမယ်ရိုက်ရမယ်နှိမ့်ဆက်ဖမ်းရမယ်အဆက်အသွယ်ပေါ့ဗျာဒီမကောင်းတာကိုလုံးလုံးခိုင်းတယ်ပြီးတော့ဘာလို့ဆိုမင်းကလေးတွေမြင်မရင်းချင်မယ်ဆိုစိတ်မရှိရမယ်ဆိုတာမျိုးဒါရလော်ထဲမှာထည့်ပြောခိုင်းတယ်ရုပ်သံဗီဒီယိုကြီးမစကားထဲမှာပါလာတယ်ဒီဇန်ညဇလန်တွဲထဲမှာအဲ့ဒါကြီးပါလာတယ်မင်းကလေးတွေမြင်မရင်းချင်မယ်မရင်းချင်ရမယ်ဆိုစိတ်မကောင်းတော့မှထည့်ထားရမယ်ဆိုတာမျိုးဒီယောက်ျားဖြစ်ယောက်ျားစိတ်ဝင်နေတဲ့လူတယောက်ကိုအဲ့လိုစိတ်မျိုးဝင်ရမယ်ဆိုမျိုးသွားပြောလိုက်တဲ့ဒါရလော်မျိုးကြီး ဲ့ဒီ dialogue မျိုးတွေကိုရုပ်ရှင်ရုပ်ရှင်ဟိုစင်ဆာဘယ်လိုထွက်လာလဲလို့မသိစင်ဆာဘယ်လိုခွင့်ပြုပေးလဲလို့မသိစင်ဆာအဖွဲ့ရဆိုတော့ကျွန်တော်တို့ခုနောက်ပိုင်းရုပ်ရှင်ကားတွေမှာကျွန်တော်ကြည့်တော်တော်စိတ်ပြက်စရာကောင်းတာတွေ့ရမှာနေဝင်းတို့နေဝင်းတို့ခုရိုက်နေတယ်နေဝင်းနဲ့ခင်လိုင်းနဲ့ရိုက်နေတယ်ခုခင်လိုင်းပေါ့နော်ခင်လိုင်းရိုက်နေတယ်တကယ်ပါကျွန်တော်ပွန့်လိုက်ပြောတယ်ပေါ်ကားတွေပဲရိုက်ပြီးတော့ပတ်စံရှာစားနေပြည်သူလူတို့ကိုလိမ့်ပြီးပတ်စံရှာစားနေတာအဲ့နောက်ွယ်ရလူကဒေကိုပြောနော်ပူဆန်းတို့အုပ်စုကခင်ဗျာတကယ်ဟိုကလေကျွန်တော်ဒီနေ့မှာ driver ပြင်းသေးတယ်ကျွန်တော်ဒီနေ့မှာတချို့နေရာတချို့ကိစ္စတွေမှာတော်တော်သဘောထားတူပါတယ်ပြင်းသေးတယ်တော်တော်ပြောနေတယ်ပူဆန်း ခင်ဗျာပြေးစီရပြောတော့ကျွန်တော်တော့နှောင်းနှောင်းကြည့်ပါလို့ရှင်လောကမှာတကယ်ကိုခင်ဗျာ तू ပြောတာဟိုဟိုသူပြောတာတော်တော်များမှန်တယ်80ကျော်တော့တော်တော်များမှန်နေတယ်တချို့ကလည်းအဲဆိုတော့ရောမှန်နေတယ်တော်တော်တုတ်တာသူတုတ်တာအဲဘူဆန်းမှုနေတယ်ဆိုတာရုပ်ရှင်လောကကြီးဒီခလုံးဘူဆန်းမှုနေတယ်ရုပ်ရှင်လောကကြီးခလုံးကရှိတယ်ရုပ်ရှင်မင်းသားမင်းသမီးတွေငပိုးတွေဖြစ်အောင်ရုပ်ရှင်ကြီးပေးတဲ့တွေကငပိုးတွေဖြစ်အောင်ရုပ်ရှင်ကားတွေကိုဖြစ်ကလဆန်ရိုက်ချင်လို့ရှောက်ကြိုက်နေအခုသူကရိုက်နေရိုက်ရိုက်နေစကားတွေဆိုကြည့်လိုက်ကျွန်တော်တော်စဉ်းစားလို့မရတာအဲ့မေဝင်းဆိုတဲ့တေးဥဆောင်ရောဆိုတော့တေးဥဆောင်ရောဥခင်လိုက်လို့ပြီးဝိုင်းရင်ကြီးရော ဘလို့အတွေးခေါ်ဘလို့စိတ်ထားတွေနဲ့ဒီဇက်ကားတွေကိုပေါ်တော်တော်တွေရိုက်ပြီးတော့လူတွေကိုငပိမ့်ဖမ်းနေကြတယ်လေလူတွေကိုငပိုးတွေပြန်လုပ်ကြတာလေအဲ့တော့ပေါ်ပေါ်ပေါ်တူဆောင်ကြီးဖြစ်နေတာကိုကိုပေါ်တူဆောင်ကြီးပြီးပတ်ဆိုင်ရရင်ပြီးရောဆိုရင်ပေါ်တူဆောင်ပေါ်အောင်ကူးလိုက်တာကိုကိုရှက်ကောမရှက်ကြဘူးလားကိုယ်စားကကိုမျက်ကြည့်မရှက်ကြဘူးလားကျွန်တော်မေးချင်တာအဲ့လိုဒီလူတွေအရှက်တရားလည်းမရှိဘူးဗျာဒီလူအရှက်တရားမရှိဘူးတော်တော်ကိုအရှက်မရှိသွားဖြစ်ပြီးသူလူလူကိုလိန်လေရိုက်နေကြတာတွေ့ရလိန်စားနေတာတွေ့ရဆိုတော့စဉ်းစားကြည့်ဗျာခင်လိုင်းဆိုလည်းမကြည့်မငယ်ကြီးနေဗျာရိုက်နေတယ်ကျွန်တော်စဉ်းစားနေမကြည့်မငယ်ကြီးနေဗျာခင်ဗျာဒီလူပေါ်တော်တော်တွေရိုက်တာပေါ်တော်တော်တွေမပေါ်တော်တွေသူ့ဇာကားတွေ ကြော်ညာတွေမှာ Facebook မှာပေါ်လို့ရအောင်တက်တယ်အဲ့ဘိုးဆန်းအုပ်စုကနောက်ကွယ်ကနေပြီးတော့ကျွန်တော်ပြောတဲ့ technical team တခုတူမှာရှိတယ်ဘိုးဆန်းမှာရှိတယ်ဘိုးဆန်းမှာရှိတယ်မဟာဝင်းခိုင်ဒီမှာရှိတယ်မဟာဝင်းခိုင်တို့ဒီမှာရှိတယ်သူတို့ဒီမှာ technical team တွေရှိတယ် Facebook က team တွေ YouTube က team တွေအဲ့ဒါကိုကင်ပြီးတော့အမသူများသူတို့အပြိုင်တက်လာမယ်ကောင်းမှသူများရဲ့ဟိုဟာတွေအကုန်လုံးဝိုင်းပြီးဆွဲချတယ် take download တယ် Facebook ကနေပြီးတော့လူတွေဘလင်းရဘလင်းရ report ဝိုင်းထုတ်တယ်လူတွေဝိုင်းပြီးတော့ဆက်ကျင်ဆက်ကျင်ဝိုင်းပြီးတော့သူများပြုတ်တန်ကားရုပ်ရှင်ကားတွေဆိုဝိုင်းတွေ့တွေ့တယ်ပြီးလည်းပြီးတော့သူတို့ကြတော့ သူတို့ကားတွေကြောင့် Facebook မှာအတကုန်တင်တယ်အခုကျွန်တော်တို့ဆိုမမြင်မမြင်ချင်းအစုံမြင်နေရတယ်ဒါမြင်ရတဲ့အကုန်လုံးကလည်းရုပ်ရှင်ကရုပ်ရှင်ကနေမတူပါဘူးဗျာစုပ်ပြတ်တက်နေတာပဲကျွန်တော်ကြည့်နေတာကျွန်တော်တို့မြန်မာပိသက်တွေဟုတ်ကဲ့ဒါတော့ကြော်ပြမဲ့ဗီဒီယိုဖြစ်ပါတယ်နော်အဲ့တော့ကြားတဲ့အတိုင်းပဲဒီ Champions League ကောင်စီဖွဲ့တွေကတော့ဒီရုပ်ရှင်လောကအဖွဲ့သားတွေရောအကုန်လုံးကိုပေါ့နော်တို့ကလော်ဝကြီးအုပ်ပြီးတော့ပေါ့နော်တို့ချုပ်ကင်ထားကြနေတာပေါ့နော်ဒါပေမဲ့လည်းချုပ်ကင်ထားလို့မရတဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ဘာပဲပြောဒီပေါ်ကအဖွဲ့တွေရောတို့အဖွဲ့မှမဟုတ်ဘူးနော်ဒီတော်လိုင်းအဖွဲ့တွေကဘယ်သူမှလည်းမကြည့်ပါဘူးလို့နော်အဲ့တော့တို့ဘလို့ပဲအေးအေးယူယူဒီဘက်ကဘယ်သူမှကယူဆိုင်မှလည်းမဟုတ်ပါဘူးနော် ကဲနောက်ဆုံးမှာကျွန်တော်ကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့မနေ့ကတိုက်ပွဲမှာပေါ့နော်တကယ်ပဲချမ်းမစစ်ကောင်စီဖွဲ့အများကြီးကြာသွားတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစီပြောထားတဲ့သုံးသက်ချက်လေးနောက်တော့ကြည့်အောင်နော်ကတာမအင်းတော့ကတာမအင်းတော့ကြာလားကြာရင်အချောင်းပြန်အချောင်းမပြန်နိုင်တော့ဘာကြီးနော်ကတာအင်းတော့ကိုတော့တယ်ခွေးတွေအပြုံလိုက်ပြီးမတာပေါ်သွားလို့ဘာမှအချောင်းမပြန်နိုင်တော့ဘူးအဘကြီးနော်အလုံးရှုပ်နေတဲ့တည်ရတဲ့ဒေးတင်တာနော်အခုမှတင်ဖြစ်တယ်တနေ့လုံးမနာနဲ့ပြေးနေလို့ဒီနေ့ခွေးတွေတည်တဲ့ဟောင်းတည်ကြည့်ရင်တော့ Telegram တွေမှာဝင်ကြည့်ပါ ခွေ40တိနေအတွက်စောင်းပိုင်းအရာရှိပါတယ်ဒီတရင်စကြကြတဲ့ကကျွန်တော်တင်းတော့လမ်းမှာရောက်နေလို့เนาะဒီနေ့အပြင်ထွက်ပြီးတော့လောကိစ္စတွေတွားရောက်တွေ့ဆုံတယ်ပြောပြောတယ်ညှိနှိုင်းတယ်လှုပ်ဆောင်တယ်ဒါတွေအားလုံးလုပ်နေတဲ့အတွက်ဒီတရင်တွေ့တွေ့ချင်းမှာကျွန်တော်ကြိတ်မနေခဲမရကောင်းပုံမို့လို့ပါအခုမှ North Studio ကောင်ပြန်ရောက်လို့ကျွန်တော်ဒီတရင်ကိုတင်ရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လှန်ရေးမှလည်းပြန်ကြည့်လိုက်ရင်ရင်တော့နာမှုကောင်းပါတယ်ရင်နာမှုကောင်းတယ်ဆိုတာအခုလိုမျိုးတို့တရင်မျိုးတွေ့လို့ရှိရင်ကျွန်တော်တယောက်တည်းပြောတာမဟုတ်ဘူးเนาะ မဟုတ်အဲ့ဒါကိုစစ်တပ်ထောက်ခံတဲ့အတူတူအနေနဲ့ဟိုအတိုက်ခံလုပ်ပြီးတော့ပြောနေတာမဟုတ်တင်းတင်းကြပ်ကြပ်ခင်ဗျားတို့အနေနဲ့ဒီဟာကြီးကဒီလိုဖြစ်နေပါလားဆိုတဲ့အရာကိုတိဝအောင်ကျွန်တော်တို့ကပြောပြတာအခုလက်ရှိစစ်သားရောက်40သေွားတဲ့နော်ကတားနဲ့အင်းတော်ကိုစစ်တောင်းထိုးတဲ့အင်းအား150ပါစစ်ကြောင်းကို KIA ရဲ့တိုက်ခိုက်တယ်အဲ့ဒီစစ်သား40ကျော်တိဝတာကိုဝမ်းနေတဲ့ပြည်သူတဲ့ဝမ်းတာတဲ့ပြည်သူဘလောက်အချိုးထိများလဲအဲ့ဒါအဖြေပဲအဲ့ဒါလေးကိုမြင်အောင်ကြည့်ပါ အဲ့ဒါကိုမမြင်သေး၍ဘယ်တော့မှခင်ဗျားတို့လက်မှတ်မပြအောင်ကျိန်းနေတယ်အဲ့ဒါကိုမမြင်ကြည့်ပေးမြင်ကြည့်ပေးဒီလူတွေဘာကြောင့်ပြောလာလဲဟာဒါပြောစရာမဟုတ်ဘူးလေတော်မဲ့လူဟာလူအသက်တစ်ချောင်းတည်လာတော့ပြောစရာကောင်းတဲ့အရာမဟုတ်ဘူးတော့အဲ့ဒါလို့လူတက်တစ်ချောင်းတည်လာတဲ့ကိုကျွန်တော်တို့နိုင်ငံသားချင်းချင်းတည်လာပိုပြောလို့မကောင်းတဲ့အရာကျွန်တော်တို့နိုင်ငံသားချင်းတော့ပုံတိုင်းပြည်ရဲ့စစ်တပ်လို့ပြောထားတဲ့စစ်သားတွေတည်လာဆိုပိုဆိုးဝမ်းနေရမယ့်အရာကြီးဒါပေမဲ့မြန်မာပြည်သူတွေဘာကြောင့်ပြောကြတာလဲအများစုက လက်တဆုပ်စာဝမ်းထဲပူဆွေးပြတာကိုလာမပြောနဲ့နော်အများစုကိုကြည့်ပြီးတော့ဆုံးဖြတ်ပါဟုတ်တယ်နော်လူတက်ချောင်းတေတာတော့ပျော်ဖို့ကောင်းတဲ့အရာမဟုတ်ဘူးဒါပေမဲ့အခုဟာတေတာဒီလူတက်ချောင်းတော့မဟုတ်ဘူးကိုယ်နိုင်ငံသားဖြစ်နေကိုယ်နိုင်ငံသားတေဆိုပို့လို့ပျော်ဖို့မကောင်းဘူးဝမ်းထဲစရာကြီးဒါဆိုတော့ရှင်ကိုယ်နိုင်ငံသားတော့မဟုတ်ဘူးတိုင်းပြည်ကိုကိုယ်စားပြုတဲ့စစ်သားတွေတေတယ်ဆိုရင်ပို့ဆိုးပြီပေါ့ဟုတ်တယ်မဒါပေမဲ့မြန်မာပြည်သူတွေရဲ့ဘာကြောင့်လက်ရှိစစ်တပ်ကစစ်သားတွေရဲတွေတိတ်မြန်မာပြည်သူအများစုကပျော်ကြတာ အဲ့ဒီဖြေလေးကိုစစ်သားတွေရဲတွေဒီစစ်တပ်အတိုင်းဝိုင်းမိသားစုတွေအနေနဲ့မြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ်။အဲ့ဒါကိုမြင်အောင်ကြည့်နိုင်တဲ့နေ့ခမရတို့လမ်းမှန်ပေါ်ရောက်တဲ့နေ့တွေလက်ရှိအချိန်မှာတော့ကိုထေသာကိုပတ်ဝန်းကျင်မှာတွာလာလှုပ်ရှားရုံးကန်ကြားဘူးနားဝရှိတဲ့အရာတွေနဲ့လုံးထွေးနေလိမ့်မယ်။ဒါပေမဲ့အဲ့ဒီပတ်ဝန်းကျင်အဲ့ဒီအခွန်ကြီးကိုဖောက်ထွက်အောင်ကြည့်ပေးကြပါဘာဖြစ်နေပြီလဲတဏ္ဍာရီကလုံးအတိုင်းလာနဲ့ဘာဖြစ်နေပြီလဲကိုရက်ွက်ကိုဒေတာကိုရွာတွေရလောက်ကိုမြို့နဲ့တမြို့နဲ့လောက်မကြည့်စီရှင်ဘူ တိုင်းပြည်တပြည်လုံးရဲ့အနေထားဘာဖြစ်နေလဲနော်ကိုယ်မြန်မာနိုင်ငံသားတွေအားလုံးရဲ့အနေထားဘာဖြစ်နေလဲအဲ့ဒါဆိုလို့ရှိရင်တော့အပြင်မှန်လေးကိုတိပါလိမ့်မယ်နော်လက်ရှိမြောက်နိုင်အာနာတိမ်းပြီးမှတေခဲ့ရတဲ့စစ်သားနဲ့ရဲဦးရဲ့ဘလောက်ရှိသွားပြီလဲနော်အဲ့ဒီမှာဟိုရက်ကလောင်ကတိုင်းတိုင်းဆန်တိုင်းဒါတက်တက်လှုပ်ပြတော့ဘောနော်ဘလို့မှအချိန်ကြီးကမဟန်တော့ဘူးအောက်ခြေစစ်သားတွေကဟိုလက်မခံနိုင်တော့တဲ့အနေထားဖြစ်နေပြီအချင်းချင်းပြန်ပြီးတစ်နှစ်ပြောင်းလှည့်မဲ့အနေထားဖြစ်နေပြီထွက်ပြေးတဲ့အင်အားတွေများတဲ့အချိန်မှာငပောက်တို့ ကျော်စိုးအောင်တို့ကျော်စိုးဟောင်တို့ဇော်ဘုံဦးတို့ဟုတ်မလားအဲ့ကောင်တွေကဗာလိုက်လို့လေဟမ်စပွန်ဆာပေးထားတဲ့ပတ်စံတွေယူပြီးတော့ပြည်သူလူထုပတ်စံပုံးတော့စပွန်ဆာပေးထားတဲ့ပတ်စံတွေကိုယူပြီးတော့စာအိတ်လေးတည်းထည့်တယ်ဘလောက်ပါလဲတော့မသိဘူးတဲကိုညမောင်ငွေ900ကျပ်လာတော့မသိဘူးစာရဲတင်ပြီးတော့ဆေးရုံတွေပတ်ပြီးတော့တရောင်စားပေးနေလိုက်ဝေးရတွေ့ရော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 ဒါပဲလားအဲ့ဒီအဲ့ဒီလောက်ကအဲ့ဒီကောင်တွေလောက်ကမှမဟုတ်ဘူးလေ မင်းတို့ကနိုင်ငံကိုကိုယ်စားပြုထားတဲ့အစိုးရတရက်က အောက်မှာအမှုထမ်းတဲ့စစ်သားတွေရဲတွေဆိုရင်အဲ့ဒီလောက်ကသူတို့လိုက်လောက်ကမှာမဟုတ်ဘူးမင်းတို့ကိုကြည့်ကြည့်စောက်စောက်ပေးရမှာဒီနိုင်ငံအစိုးရကြည့်ကြည့်ပေးရမှာအဲ့တော့မင်းတို့လက်ခံထားတဲ့ဘက်အထက်မှာစစ်ကောင်စီကသူ့အတူတိုင်းပြည်အစိုးရဆိုရင်အဲ့ဒီစစ်ကောင်စီကမင်းတို့ကိုဘာတွေကြည့်ကြည့်စောက်စောက်ပေးတယ်အဲ့ဒါအဖြေပဲအဲ့ဒါအဖြေတော့ငါတို့တော်လိုင်းဘက်အထက်မှာကမှတ်တဲ့ငါတို့မှာ NGO အစိုးရဆိုတာနာမည်ပဲခံထားတာဒီပြည်သူတွေကပြည်သူတွေကပဲတယောက်တယောက်ထောက်ပံ့ပြီးတော့ဟဲ့ဒီတော်လိုင်းရေးကိုလည်း အင်ဂီအစိုးရလေပတ်မှုအတွက်ငွေတွေတောင်မှပြည်သူတွေမှအခွန်ဗန္နာတွေရတာမဟုတ်ဘူးအဲ့တော့ပြည်သူတွေချွေးနှဲစာတွေကိုအဲ့ဒီရော့မင်းတို့အစိုးရအရှိန်ကနေဥဆောင်ပေးရော့မင်းတို့ကတိုက်ပေးရော့မင်းတို့ကစစ်ဘေးရှောင်တွေကြည့်ပေးစတဲ့ဖြင့်ပြည်သူကအဲ့လိုစုပြီးတော့ပေးထားတာဖြစ်တဲ့အတွက်ဒီတော်လှန်ရေးမှာထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေကိုပြည်သူဘက်တော်သားတယောက်တယောက်ကတွားပြီးတော့ဒီလိုထောက်ပံ့နေဆိုဒါမြင်ကောင်းတယ်ကြားကောင်းတယ်မှန်တယ်မှန်တယ်ဒါပေမဲ့မင်းတို့စစ်သားရဲတွေဖြစ်တာကိုတနိုင်ငံလုံးမှာဘလောက်တည်နေတယ်ဘလောက်ခြောက်ပြက်နေတယ် ဘလောက်လက်ပြတ်နေလဲအဲ့ဒီစေးအောင်လေးတစ်ခုနှစ်ခုနောက်အဲ့ဒီစာအိတ်ကိုတရောင်းစားပင်းပြီးသွားပစ်ပေးလိုက်တာတောင်းဝင်ကြေွားလာမင်းတို့လေအဲ့ဒီအစ်စ်နဲ့ဂျီနူးလာဂျီနူးလဲဆိုမင်းတို့ကခွေးလောက်တောင်မှုမရှိလို့ပဲရှင်းရှင်းလေးပဲမင်းတို့အိနတ်ပေးတာလားဟမ်အမိနဲ့တရားအမိနဲ့ပေးလိုက်အမိနဲ့ပြေးတဲ့ကောင်ကြီးချိတယ်ဆိုတော့တိနေတဲ့အတွက်ဒီအာနာရှင်တွေကအဲ့ဒီလှုပ်ရက်ကိုပဲဒါတော့ကိုစီကသုံးသက်ချက်ပြီးလို့ဖြစ်ပါနော်အဲ့တော့အားလုံးသိတဲ့အတိုင်းပဲဒီချမ်းမစစ်ကောင်စီစစ်ခွေးတွေပေါ့နော်ဆေးုံဆေးခိုင်းတွေမှာပြည့်လုံးလို့ပေါ့နော်ဒီ ဒီပြည်သူခမ်းမတွေလုံပြီးမှထားရတဲ့အချိန်နေအားလုံးနဲ့တိပိတာဖြစ်ပါရဲ့နော်အဲ့ဒီမှာဇော်ဘိုးအောင်တို့ဒီပောက်ကရုံးတို့ကတွားပြီးမှကြည်နေရတဲ့နေသားတွေဖြစ်ပါရဲ့နော်အဲ့တော့ဒါကိုကိုစီရပြောတာဖြစ်ပါတယ်အဲ့တော့ဘလိုပဲပြောပြောအချက်မစစ်ကောင်စီကခုချိန်မှဆိုရင်တိုက်တိုင်းရှုံးနေတက်တော့တက်တော့တက်မတော်ကြီးဖြစ်တဲ့အတွက်ပေါ့နော်ဘယ်နေရာပဲတိုက်တိုင်းရှုံးနေတာပေါ့နော်မကြခင်လေဒီကျွန်တော်တို့အခု တားထောင်မဲ့သတင်းအရေးကြီးသတင်းနှစ်ပုဒ်ကတော့ဗောနော်ဒီဘမော်နဲ့ဒီအာခတ်တတော်အီဒီအထဲကပ္ပဆဆိတ်ဝင်တာတိမ့်ပိုက်ပြီးသွားပြီဆိုရင်တေချာပေါ့ဗောနော်သူတို့အဖွဲ့ကလုံးဝကြောက်သွားမဲ့အခြေအနေရှိပါတယ်နော်အခုဆိုရင်တော့မှဒီနေပြည်တော်ထဲမှာ ခံစစ်တွေပြင်နေတဲ့အနေအထားဖြစ်တဲ့အတွက်မကြခင်လဲအချမ်းမစစ်ကောင်စီတပ်ဖွဲ့တွေမျိုးစားဖြစ်တဲ့စည်ရင်းတွေကျွန်တော်တို့အမြဲတမ်းကြင်ကြံရအောင်လို့ဆိုပြောဆိုရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစုံသက်လိုက်ပါရနော်ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလုံသမျှဆောင်သမျှအရာအားလုံးပါအောင်မြင်ကြပါစေတွားလျာမှာဘေးကင်းကြပါစေအချက်ဖက်မင်းအောင်လိုင်းစစ်ပြင်းနေလဲကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ